အကျဉ်းဖတ်မှုတွေချက်ချင်းရဆိုင်လို့ NASA ကကိုအမေရိကန်တောင်းဆိုဒီတင်ပြချက်မှာဆိုရင်အကျဉ်းဖတ်မှုတွေချက်ချင်းရဆိုင်လို့ NASA ကကိုအမေရိကန်တောင်းဆိုတဲ့အကြောင်းအရာနဲ့တော်လင်ကြီးအင်အားစုတွေရဲ့အခင်းအကျင်းအလှည့်ပြောင်းဖြစ်တဲ့အကြောင်းအရာတွေကို လေ့လာနိုင်အောင်တင်ပြထားပါတယ်။ NASA ကအစိုးရအနေနဲ့အကျဉ်းဖတ်မှုတွေချက်ချင်းရဆိုင်ပြီးမတရားဖန်ဆီးထားသူတွေကိုလွတ်ပေးဖို့လည်း လူသားချင်းစာနာမှုအကူအညီလိုအပ်နေသူတွေကို အဟန့်အတားမရှိခွင့်ပြုပေးဖို့အမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီးဌာနကကယ်မော်နီးယားနိုင်ငံစီရန်ရီမှာဧပြီလ22ရက်နေ့ကကျင်းပခဲ့တဲ့အမေရိကန်ပြည်ထောင်စုနဲ့အာဆီယံဆွေးနွေးပွဲမှာပြောဆိုခဲ့တယ်လို့သတင်းတွေမှာဖော်ပြကြပါတယ်။အာဆီယံနဲ့အမေရိကန်ပြည်ထောင်စုဆွေးနွေးပွဲမှာအမေရိကန်နိုင်ငံဘက်ကနိုင်ငံခြားရေးဝန်ကြီးဌာနကအာရှနဲ့ပစိဖက်ရေးရာဘီကိုအကြီးအကဲအရာရှိဖြစ်သူ ရှောင်းအိုနီကပြောဆိုခဲ့တာဖြစ်ပါတယ်။အာဆီယံဘုံတဘောတူညီချက်၅ရက်နဲ့အညီမြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရေးအာဆီယံအဖွဲ့နဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းအမေရိကန်ပြည်အောင်စုရဲ့သဘောထားကိုပြောဆိုခဲ့တယ်လို့သတင်းထဲမှာဖော်ပြထားတာကိုတွေ့ရပါတယ်။အရှိအာရှနဲ့အရှိတောင်အာရှမှာထရန့်အစိုးရရဲ့စိတ်ဝင်စားမှုပါဝင်ပတ်သက်မှုတွေကတရုတ်နိုင်ငံနဲ့ထိုင်ဝမ်အရေး တရုတ်နဲ့ကုန်ပယ်ကောက်ခံမှုအပြန်အလှန်လက်တုပ်ပြန်နေမှုတွေကလွဲရင်ကြီးကြီးမားမားစိတ်ဝင်စားမှုမရှိတဲ့အနေအထားကိုတတိပြုမိကြပါလိမ့်မယ်။အခုနေ့ဇန်နဝါရီလ20ရက်နေ့မှာတာဝန်ဆယူခဲ့တဲ့အမေရိကန်သမ္မတသက်ဒေါ်နယ်ထရန့်လက်ထက်အရှိတောင်အာရှနဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုပြသခဲ့တာမတွေ့ရသေးသလိုအနောက်ဥရောပမှာဖြစ်ပွားနေတဲ့ရုရှားယူကရိန်းစစ်ပွဲရပ်ဖို့နဲ့ဂါဇာကိစ္စတို့ကအဓိကကင်တွယ်ဖြစ်ရှင်တာ ဘောဒရည်တည်ချက်ထုတ်ပေါ်ပြောဆိုရာတွေလှုပ်ဆောင်နေကြတာဖြစ်ပါတယ်။အဆိုပါအကြောင်းအရာနှစ်ရက်အပြင်အခြားသောနိုင်ငံတကာအရေးကိစ္စတွေအနေနဲ့ကတော့ Greenland ကို American ပြည်အောင်စုအနေနဲ့ငှားရင်းကျင်တဲ့အကြောင်းကနေဒါကို50ခုမြောက်ပြည်နယ်အဖြစ်ပူးပေါင်းရင်ဘလောက်အကျိုးရှိမလဲဆိုတဲ့အငင်းပွားဝယ်ကိစ္စရဲ့တွေကပြောဆိုခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုအနေနဲ့အခုလိုအခြားသောကမ္ဘာအရေးကိစ္စတွေနဲ့ပြားများနေတဲ့အနေအထား အရှိတောင်အာရှကိုဒီလောက်စိတ်ဝင်စားမှုမပြတဲ့အနေထားတွေကို အာနာသိအစိုးရအနေနဲ့လည်း၎င်းတို့အတွက်ကံကောင်းတဲ့အနေထားလို့မြင်ကောင်းမြင်ပါလိမ့်မယ်။သမရဘိုင်နဲ့လက်ထက်ကလည်းမြမအကြီးကိုဒီလောက်ကြီးထဲထဲဝင်ဝင်လှုပ်ဆောင်ပေးတာမဟုတ်ပေမဲ့လည်းအခုလက်ရှိသမရလက်ထက်မှာပူပြီးလီလူရှူလာတဲ့အနေထားကနာဆကအတွက်အသက်ရှူချောင်းတဲ့အခြေအနေဖြစ်ပါတယ်။နာဆကအနေနဲ့အမေရိကန်ပြည်ထောင်စုရဲ့ရန်ဘတ်ဒါမှမဟုတ်တိုင်ဘတ် ရုရှားနဲ့တက်နိုင်သမျှပုံမှန်နီးစပ်အောင်ကြိုးစားနေခြင်းဒေတာတွေအင်အားကြီးနိုင်ငံဖြစ်တဲ့အိမ်နီးချင်းတရုတ်ရဲ့အကူအညီကိုယူပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ရဲ့ထိုးစစ်ဆင်နေမြေတည်ယူမှုတွေကိုရပ်တန့်စီပြီးတရုတ်အစိုးရကိုပုံမှန်နီးကပ်စွာဆက်ဆံလာနေတဲ့အခြေအနေတွေအောက်မှာအမေရိကန်ပြည်ထောင်စုအနေနဲ့မြမအရေးနဲ့ပတ်သက်လို့ထဲထဲဝင်ဝင်လှုပ်ဆောင်နိုင်ခြင်းမရှိခြင်းက ၎င်းတို့အတွက်စိတ်သက်သာရာရစီမှာဖြစ်ပါတယ်။မြမနွေဦးတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရတောင်ပိုင်းနဲ့အနောက်မြောက်ပိုင်းမြောက်ပိုင်းတို့ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကတရုတ်နိုင်ငံထက်အမေရိကန်ပြည်အောင်စုနဲ့ပုံမူရင်းနှီးစွာဆက်ဆံပြီးအမေရိကန်ရဲ့တန်တမန်ရေးအကူအညီအပြင်ငွေကြီးလိုရုပ်ဝတ္ထုအကူအညီတွေအထိမျောလင့်ကျက်ထားရှိကြတာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုအနေနဲ့ရခင်သမ္မတဘိုင်ဒန်တပ်တန်းအတွင် ၎င်းတို့ရဲ့ကာကွယ်ရေးအတုံးစီထဲမှာဘာမအက်လို့ခေါ်ဆိုတဲ့အသက်တည်စီနိုင်တဲ့အရာတွေမပါဝင်တဲ့အကူအညီတွေပေးဖို့ဘတ်ဂျက်ကိုထည့်သွင်းရေးဆွဲပြီးလွှတ်တော်ကအတည်ပြုခဲ့ပြီးမယ်လက်တွေ့မှာတော့အပြည့်အဝအကောင့်ထဲပေါနိုင်ခြင်းမရှိပဲအဆိုပါဘတ်ဂျက်တွေအကူအညီတွေတက်တန်းကာလကုန်ဆုံးသွားတဲ့အနေအထားတွေဖြစ်ပါတယ် အခုလက်ရှိသမရထရန်လက်ထက်မှာတော့ဘာမှအဲ့လိုမျိုးထက်မှန်ဖြစ်ပေါ်လာဖို့မျှော်လင့်ချက်မရှိသလောက်နေပါပြီးတော့အမေရိကန်ပြည်ထောင်စုဟာအမေရိကန်ပြည်ထောင်စုအတွက်သာဖြစ်ရမယ်ဆိုတဲ့မူနဲ့အစ္စရေးပါလက်စတိုင်းအရေးကိစ္စကလည်းရင်ကမ္ဘာအရေးကိစ္စတွေမှာထဲထဲဝင်ဝင်ပါဝင်ဖို့အလားအလာတိတ်မမြင်ပါဘူးထရန်ရဲ့ policy ကအမေရိကန်အကျိုးစီးပွားလို့ဆိုရမှာဩဇာပါဝါမဟုတ်ဘဲငွေကြေးတင်ရင်ဇာတာစတဲ့အကျိုးအမြတ်တွေကိုဆိုလိုတာဖြစ်ပြီး အမေရိကန်ဩဇာရှိဖို့ငွေကြေးအရာအကူအညီပေးတာစီရေးအရာအကူအညီပေးတာမျိုးတွေမပါဝင်တာကိုတွေ့ရမှာဖြစ်ပါတယ်မြမနယ်ဦးလှုပ်ရှားမှုထဲမှာနိုင်ငံရေးအရာအဓိကဦးဆောင်အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အမေရိကန်ပြည်ထောင်စုရဲ့တန်တမာရေးအားကိုအမိပြုသလိုဝန်ကြီးအချို့ CRPH ခေါင်းဆောင်အချို့ဟာအမေရိကန်ပြည်ထောင်စုမှာအဓိကအခြေပြုနေထိုင်ကြတာကြောင့်အမေရိကန်ကိုအားပြုတယ်လို့ရေဘူးရအဖြစ်တောက်ချက်ချနိုင်ပါတယ် ကမ္ဘာနိုင်ငံကြီးနဲ့စီးပွားရေးအခင်းအကျင်းမှာအမေရိကန်နဲ့တရုတ်ရဲ့အားပြန်မှုကအိုမိုပြင်းထန်လာခြင်းမှာမြမအရေးအပေါ်ဘလို့အကျိုးဆက်တက်ရောက်မှုတွေဖြစ်ပေါ်လာနိုင်ကြလဲဆိုတာနိုင်ငံကြီးဥဆောင်သူတွေအနေနဲ့တွက်ဆပြီးကြိုတင်ပြင်ဆင်ထားကြဖို့လည်းလိုအပ်မှာဖြစ်ပါတယ်။လက်ရှိမြမအရေးမှာတရုတ်နိုင်ငံရဲ့ပါဝင်ပတ်သက်မှုကတစတစနဲ့ဆိုင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။နာဆကအနေနဲ့တရုတ်နိုင်ငံကိုပုံမအားကိုးလာရလေ။ တရုတ်နိုင်ငံအနေနဲ့ပုံမူပါဝင်ပတ်သက်ခွင့်ရလာလေလေအမိသားမျိုးဖြစ်ပါတယ်။တစ်ခါလက်နက်ကိုင်အဖွဲ့တွေအပါအဝင် NUG ဟာလည်းတရုတ်ရဲ့တပါတီစနစ်ကိုတော့အတိမတ်ပြုပြီးတရုတ်အလိုက်အထိုက်လှုပ်ဆောင်နေရတာကိုတွေ့ရပါတယ်။လက်ရှိရှမ်းမြောက်ကိစ္စကမြူးတော်နယ်ရဲ့အရှိန်ကိုမြင့်တင်ပေးနိုင်ခဲ့တယ်လို့အခုတစ်ပတ်အပြည့်ရက်ပြီးလာရှုမျိုးကိုပြန်လည်လွှဲပြောင်းပေးရခြင်းကလည်းမြူးတော်နယ်ကို အရှိန်ရောစေမှာဖြစ်ပါတယ်။ဒီလိုအခင်းအကျင်းမှာအမေရိကန်ပြည်ထောင်စုရဲ့အခန်းကဏ္ဍ ပုံမှန်မှီးမိန်လာတာကိုလည်းအားလုံးသတိပြုမိကြပြီဖြစ်မယ်လို့ယူဆပါတယ်။အမေရိကန်ကရခိုင်နဲ့ချင်းလက်နက်ကင်တွေကိုစစ်လက်နက်တွေထောက်ပံ့မယ်ဆိုတာကလည်းဖြစ်နိုင်ခြင်းနည်းတယ်လို့ဆိုရပါတယ်။တရုတ်ကိုအလဲထိုးဖို့အမေရိကန်ကလှုံ့ဆော်ရင်သူကိုယ်တိုင်လည်းမရှူနိုင်မကင်နိုင်ဖြစ်နေရတာတွေကိုယူဆိုင်နေရတာအားလုံးအပြီးပါ။အခုအမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိကြီးကကမ္ဘောဒီးယားနိုင်ငံမှာပြောဆိုတဲ့ထုတ်ပြန်ချက်ဟာဂျီဘူးယားသဘောဆန်တဲ့ တန်တမန်သဘောဆန်တဲ့ထုတ်ပြန်ချက်အစင်ထက်မပိုတဲ့ထုတ်ပြန်ချက်တခုလို့ကောက်ချက်ချရင်လည်းမှားမယ်တော့မထင်ပါဘူး။ဒါပေမဲ့အာနာသိန်းနာဆကအစိုးရကတော့မလီယင်ဘေးအပီမှာ နိုင်ငံတကာစင်မြစ်ထက်မှာနေရာအတန်အသင့်ရလာပြီဆိုတာကတော့ငင်းမရဘူးဆိုတာနားလည်ကြမယ်လို့ထင်ပါတယ်။2025နှစ်စန်းပိုင်းမှာပြောင်းလဲလာတဲ့ကမ္ဘာအခင်းကျင်းတဲ့အတူမြမနွေဦးတော်လှန်ရေးအင်အားစုတွေအနည်းနဲ့လည်းပြောင်းလဲစီရင်သုံးသပ်က နိုင်ငံတကာဆက်ဆံရေးမဟာဗျူဟာတွေနဲ့ပတ်သက်လို့ပြုပြင်ဖြည့်ဆွက်တင်တာရှိရင်ပြုပြင်ဖြည့်ဆွက်ဖို့လိုအပ်နေပြီလို့ဆိုကြပါတယ်။ခုတင်ပြသွားတဲ့တင်ပြချက်ပေါ်မှာကြည့်ရှုသူမိတ်ဆွေတို့အနေနဲ့ကဘလို့ထင်မြင်ယူဆကြတဲ့ဆိုတာကောမန့်နေကနေတစ်ဆင့်မျှဝေပေးခဲ့ကြပါအောင်။အခုလိုကြည့်ရှုလေ့လာစရာတွေများလာတဲ့ online platform ပေါ်မှာကျမတို့ရဲ့ channel ကိုအချိန်ပေးပြီးဝင်ရောက်ကြည့်ရှုသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။